ခုဆက်ပြီးတော့အခန်း33ရဲ့ grammar note လေးတွေကိုဆက်ပြီးတော့ကြည့်ကြမယ်။အဲဆိုတော့အခုအခန်း33ရောက်သွားတဲ့အချိန်မှာကိုရီက found link နောက်ထပ်အသက်2မျိုးထပ်ပြီးတော့သင်ရမယ်နော်။အဲဆိုအရှိမဆိုရင် found 2မျိုးလဲအရှိမသင်ခဲ့ပြီးသွားရယ်နော်။အခန်း29မှာဆိုရင် cano ခဲလို့ခေါ်တဲ့ခံ found ပြောင်းနည်းတစ်မျိုးသင်ခဲ့ဘူးတဲ့။အဲပြီးရင်အခန်း31မှာဆိုရင်ဘာ found သင်ခဲ့လဲ eco ခဲလို့ခေါ်တဲ့ martian နဲ့တူတဲ့ pattern ဒီ found လေးအမျိုးအစားတစ်ခုလဲသင်ခဲ့ဘူးတဲ့။အခုအခန်း30 နှစ်3မှာထပ်ပြီးတော့အမိတ်ဘေးခိုင်းစေတဲ့ပုံစံဆိုပြီးတော့အစ်စ်ကလေးဖောင်အစ်စ်တမျိုးထပ်ပြီးတော့အကူတင်ကြမယ်နော်အဲဆိုကြည့်လိုက်ရအောင်အခုပြောမယ်အမိတ်ဘေးခိုင်းစေတဲ့ပုံစံရဲ့ဖောင်နာမည်ကမေရေခေလို့ခေါ်တယ်မေရေခေ မဲတဲ့ case ဆိုတော့အမိတ်ပေးခိုင်းစီတဲ့ပုံစံပြောင်းနေပါအဲဆိုအမိတ်ပေးခိုင်းစီတဲ့ပုံစံဆိုတာဘယ်လိုလဲဆိုတော့သွားစမ်းလာစမ်းစားစမ်းတောက်စမ်းပေးစမ်းဆိုပြီးတော့ဒီလိုအမိတ်ပေးခိုင်းစီတဲ့ form ပြောင်းနေလေးပါအဲဆိုတော့အခုအုပ်စု၃စုလုံးကိုပြောင်းကြည့်ပါမယ်ပထမအုပ်စုအုပ်စု၁ပြောင်းမုံနေလေးကြည့်ကြမယ် group 1အုပ်စုကိုပြောင်းမယ်ဆိုရင်ကိုရီးကတည်ထားပြီးသားမဆက်ရှိမှာ e line ရှိတာဖြစ်တဲ့အတွက်အခုမဲတဲ့ case form ပြောင်းတဲ့အခါကျရင်အဲ့ဒီ e line ကို a line ပြောင်းမယ်အနောက်မှာ mass တွေဘာမှမထည့်ဘူးနော် mass ထည့်ရတဲ့ရည်ရွယ်ချက်ကကိုတွေကရည်ရင်ကြည်ကြည်ပြောချင်လို့ mass ထည့်တာအကုတ်ကအမိတ်ဘေးခိုင်းစေတာဖြစ်တဲ့အတွက် mass ထည့်လို့မရဘူးလေအမိတ်ဘေးခိုင်းစေပါတယ်ဆိုမှအဲ့တော့ e line ကနေ a line ပဲပြောင်းလိုက်ရုံပဲဒီတစ်ချက်ဒီတစ်ဆင့်ပဲလုပ်ပေးရမယ်အဲ့တော့အောက်ကလေးမှာကြည်ကြည် iki mass သွားသည်ဆိုရင် mass ရဲ့အရှိမခိရှိတဲ့အတွက်ခိကို a line ပြောင်းရင် k ik ik ဆိုရင်သွားစမ်းဆိုတာရသွားပြီ နာလကွာခါခီမတ်ရေးတာအဲ့တော့မက်ဆေ့ရှိမှခိရှိတာဖြစ်တဲ့အတွက်ခိကိုအဲလိုင်းပြောင်းတော့ခဲခါခဲရေးစမ်းဖြစ်သွားတယ်အဲ့ဒါကိုကိုတွေကရောက်မှပြီးတော့အနောက်မှာမတ်တွေထည့်လိုက်ရင်ဘာနဲ့တူသွားမလဲနှစ်ဖက်ခွန်ကတင်ခဲ့တဲ့ခနိုးခဲဆိုရယ်ခန်ဖောင်ပြောင်းနည်းနဲ့တူသွားမှာအဲ့တော့မတ်တွေလုံးဝမထည့်ပါဘူးเนาะတတိပေးပါတယ်နာလကွာနိုမီမတ် တောက်တာအဲ့တော့ math ဖြုံမေမိကို airline ပြောင်းတော့မေ no မေတောက်ဆန်းဆိုရဲအတော့လုံးလေးဖြစ်သွားတယ်ဒါကအုတ်စွတ်တရပြောင်းနေလလွယ်လေးပဲ e line ကနေ airline ပြောင်းမေအုတ်စွတ်နှစ်ဂရုတူးကြည့်ကြမေဂရုတူးလည်းလလွယ်လေးပဲ math ကိုဖြုတ်ပြီးတော့ row ပေါင်းမေ math ဖြုံမေ row ပေါင်းမေအဲ့တော့ကြည့်ကြည့်မေရာမေ math ကရက်တာ math ကိုဖြုတ်ပြီး row ပေါင်းရာမေတော့ yes ဆန်းလို့ဖြစ်သွားတယ်နောက်တစ်ခုက me math ကြည်တာအဲ့တော့ math ကိုဖြုတ်မင်း row ပေါင်းတော့မိတို့ကြည်စမ်းဆိုရဲအတုံးလုံးလေးရသွားတယ်ဒါကအုပ်စုနှစ်ရဲ့ပြောင်းနှင်းလေးပါ math ဖြုတ်ပြီးတော့ row ကတ်ယုံနဲ့မဲတဲ့ခဲဖောင်ပြောင်းလို့ရပါပြီအုပ်စု3ဒါဆိုရင်အုပ်စု3တော့ကြည်ကြမယ် key mos လာတယ်ဆိုရင်ခိုဤလာစမ်း she mos လောက်တယ်ဆိုရင်ရှီတို့လောက်စမ်းဒါကအုပ်စု3ရဲ့ပြောင်းပုံနှင်းလေးပါ အဲ့ဒါဆိုရင်အုပ်စု1နဲ့3ကိုကြည့်လိုက်ရင်မဲတဲ့ခဲဖောင်ပြောင်းနေကလလွယ်ရှင်းရှင်းလေးပဲဂရု1အုပ်စုဆိုရင် E line ကနေ A line ပြောင်းတဆင်းမဲ့လောက်ရမယ်ဂရု2ဆိုရင် mass ဖြုတ်မယ် row ပေါင်းနေဂရု3ဆိုရင် ခိမဆိုရင်ခိုဤရှိမဆိုရင်ရှိတို့အဲ့ဒီ group 3ကတော့ကျန်တဲ့ founding နဲ့မှမအောင်လို့တိတ်ချလေးတော့ကြက်ရမယ်ပေါ့နော်အပေါ်ကကတော့ကြောစရာကိစ္စတော့မရှိပါဘူးအောက်စု3လေးဒီပဲကျန်တဲ့ founding နဲ့မှမအောင်လို့တိတ်ချလေးကြည်ပါမယ်နော်ဒါလေးကပထမအဆုံးအခန်း33မှာတင်ရမယ် found ပြောင်းနေလေးပါအမေဘေးခိုင်းစီတဲ့ found ပြောင်းနေအခုဒုတိယတင်ရမယ် found ပြောင်းနေလေးက ခင်းစီခဲလို့ခေါ်တဲ့တောင်မြင့်တဲ့ဖောင်ပြောင်းနေလေပါတောင်မြင့်တဲ့ပုံစံပြောမယ်ဥပမာ မလုံးနဲ့မဆားနဲ့မသွားနဲ့မလာနဲ့ဒီလိုမျိုးတောင်မြင့်တဲ့ပုံစံဆိုရင်သူ့ရဲ့နာမည်ကခင်းစီခဲလို့ခေါ်တယ်အဲ့ဒီခင်းစီလေးအတုံးလုံးမှတော့ခင်းစီဆိုရင်တောင်မြင့်တာလို့ပြောတာအဲ့တော့ခင်းစီခဲတောင်မြင့်တဲ့ပုံစံပြောင်းကြမယ်တောင်မြင့်တဲ့ပုံစံကပို့လို့တော့လေသွားပြီဂရု1ဂရု2ဂရု3အဲ့ဒီအုပ်စု3စုလုံးကိုပထမတစ်ဆင့်မလုပ်ရမလဲ ဆိုတော့ dictionary found တန်းပြောင်းမယ်။အုပ်စု၃စုလုံးကို바ဖောင်ပြောင်း dictionary found ပြောင်းမယ်။အနောက်မှာနာပဲထည့်ယုံပဲ။ဒါဆိုရင်ခင်းရှိခဲဖြစ်သွားပြီ။နော်။ဘာမှမှတ်စားစရာဘာမှမလိုတော့ဘူးနော်။ dictionary found ပြောင်းမယ်။နာပောင်းမယ်။အဲ့တော့ guru 1အုပ်စုကို dictionary found ပြောင်းမယ်။အဲ့တော့ကြည့်ကြည့် ikimas သွားတယ်ဆိုရင်သူ့ကို dictionary found ပြောင်းရင် iku အနောက်မှာနာထည့်လိုက် အခုနမတော်နေဆိုရအတုံးလုံးလေးဖြစ်သွားပြီနောက်တစ်ခုကခခီမော့စ်ရေးတယ်အဲ့တော့သူကို dictionary form ပြောင်းရင်ခခုနာပေါင်းမယ်ခခုနမရေးနေဆိုရအတုံးလုံးလေးဖြစ်သွားတယ်ဒါကအုပ်စုတက်ကိုပြောင်းနေအုပ်စုနှစ်လဲဒီတိုင်းပဲအုပ်စုနှစ်ဆိုရင်သူ့ dictionary form ပြောင်းမယ်ရမဲမော့စ်ရက်ဒီဆိုရင်ရမဲရုနနာလေးပေါင်းလိုက်မရက်နေ့ မီမတ်ကြည့်တယ်ဆိုရင်မီရုနမကြည့်နဲ့မီမတ်ကို dictionary ဖောင်ပြောင်းတော့မီရုအနောက်ကနထက်မီရုနမကြည့်နဲ့ဆိုရဲအုပ်စုနှစ်ပြောင်းနေလေးရသွားပြီအုပ်စု၃လေးကိုပြောင်းကြမယ်အုပ်စု၃ဆိုရင် kimos lare ဆိုရင် dictionary ဖောင်ပြောင်းရင် kuru na ပေါင်းမယ် kuru na မလာနဲ့ shimos လောက်တယ်ဆိုရင် suru na မလုံးနဲ့ အဲ့ဆိုတော့ဖောင်ပြောင်းလေးကလည်းလွယ်လီနော်တာမင်တဲ့ဖောင်ပြောင်းနဲ့ခင်းစီခဲကအုပ်စု1နဲ့3သုံးခုလုံးကို dictionary ဖောင်ပြောင်းနပောင်းပေးလိုက်ရုံပဲအဲ့ဒါဆိုရင်အကိုအခန်း33မှာမှတ်ရမယ်ဖောင်လေး2မျိုးရှိပါတယ်ဘာဖောင်လဲမဲတဲ့ခဲလို့ခေါ်တဲ့အမိတ်ပေးခိုင်းစေတဲ့ပုံစံနဲ့ခင်းစီခဲလို့ခေါ်တဲ့တာမြင့်တဲ့ပုံစံပြောင်းနေလေအဲ့အားလေးကထပ်ပြီးတော့တိုးလာတာပေါ့နော်တခန်းထဲမှာဒီဖောင်2မျိုးပေါ်လာတာ ဲ့တော့ဆက်ပြီးတော့သူတို့နဲ့ဆက်ဆက်ပြီးမှတ်ရမယ် grammar လောက်ကလေးတွေဆက်ပြီးတော့ကြည့်ပါမယ်အဲ့တော့အခုပြောမယ် grammar note ကအဲကြည့်လိုက်မယ်နာမည်လေးက to you imides to you imides to you imides အဲ့တော့ pattern ရဲ့နာမည်ကိုအရင်ဆုံးရအောင်ကျွန်တော် grammar note တွေကြည့်တဲ့အခါကျရင်အဲ့တော့ to you imides လို့အတိတ်ပဲရပါတယ်ဒါက definition အတိတ်ပဲဖွင့်ဆိုတာအရှိကစကလုံးတစ်လုံးအကြောင်းအရာစာကြောင်းဖြစ်စေစကလုံးတစ်လုံးဖြစ်စေအဲ့ဒီရဲ့ definition အတိတ်ပဲဖွင့်ဆိုမယ်ဆိုရင် to you immediate နဲ့ပြောပြီးမယ်အဲ့တော့အရှိမှာဘာတွေလိုက်လဲဆိုတာကြည့်ကြည့်မဲတဲ့ခဲလို့ခေါ်တဲ့ found လိုက်လို့ရတယ်လို့ဘတ်ဆိုရင် dictionary found nine found လိုက်လို့ရတယ် noun နဲ့လိုက်ပြီးတော့သုံးလို့ရတယ် တို EU immediates လို့အဓိပ္ပာယ်ရတယ် definition ဖွဲ့ဆိုတဲ့အခါမှာတုံပြီးမှာအဲ့တော့အောက်ကလေးမှာကြည့်ကြည့်ပါခွန်နိုမခွာထိုမာရေတို့ယူအီမီဒက်ဒီအမှတ်အသားကယက်ဆန်းလို့အဓိပ္ပာယ်ရပါတယ်တိုမာတဲ့ yes ဟမေနော်တူမာဒီမော့စ်ယက်တီကို e line ကနေ a line ပြောင်းတော့ re တူမာတဲ့တူယူမီဒက်စ် yes လို့အဓိပ္ပာယ်ရပါတယ်အရှိကအမှတ်အသားရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အတွက်တူ you immediates နဲ့တုံထားတယ်ဒုတိယတစ်ချောင်းကြည့်ကြည့်あの漢字は入り口と言う意味です。あ、ほ漢字があれ。 အီရီဂူချီဝင်ပေါလို့အတိတ်ပဲရပါတယ်ဒါဆိုရင်အတိတ်ပဲဖွင့်ဆိုတဲ့အခါမှာတိုယူအီမီဒက်စ်နဲ့တုံးပြီးလို့ရတာလေနော်အဲဆိုရင်ဒုတိယပတန်လေးကိုကြည့်ပါမယ်ဒုတိယပတန်လေးရဲ့နာမည်ကတိုအီသေးအီမတ်တာတိုအီသေးအီမတ်တာ လို့ပြောခဲ့ပါတယ်အရှိမဘာပဲလိုက်မလဲပလိန်ဖောင်ပဲလိုက်တယ်ဘတ်ဆိုရင် ပလိန်ဖောင်နဲ့ပဲတိုးအစ်သေးအမတ်စတာကိုကျွေးတုံးပေးမယ်တိုးကကြတော့ကိုကြားခဲ့တဲ့အကြောင်းအရာကိုတစ်ဖက်လူကို ပြန်ပြောတာဥပမာတနာခဆန်ကဒီနေ့မလာဘူးလို့ပြောခဲ့တယ်အဲမီရာဆန်ကဒီနေ့ဘာမှမစားဘူးလို့ပြောခဲ့တယ်။ဒါဆိုရင်သူများပြောခဲ့တဲ့အကြောင်းအရာကိုတစ်ဖက်လူကိုပြန်ပြောပြတာ။ ဒါဆိုရင်သို့အစ်သေးအီမတ်စတာကိုတုံးပေးမယ်အရှင်မပလိန်ဖောင်ပဲတွဲတုံးเนาะအဲ့တော့အောက်မှာကြည့်ရအောင်ယမရာဆန်ဝါအိုက်စတာကိုဂျီနီခူရူတိုအစ်သေးအီမတ်စတာယမရာဆန်ကတဲ့မနက်ဖြန်9နာရီလာမယ်လို့ပြောခဲ့ပါတယ်ပြောခဲ့တဲ့အတွက်သို့အစ်သေးအီမတ်စတာလို့ပြောထားတာပေါ့เนาะ なれこは皆さんは昨日荷物を送ったと言っていました。皆さんがあれ、マニガーとこを置いてると言ってばれ。あ、皆さん言っていた状況をこうはてっぺるを変え言ったってて、とっていましたに言ってやめ。だが第二まやめ。ပတ္တန်၄ပါကြားခဲ့တဲ့အကြောင်းအရာကိုတစ်ဖက်လူကိုပြန်ပြောတဲ့အခါမှာသုံးပြီးမှာနော်အဲတော့သူနဲ့နည်းနည်းခက်ဆင်ဆင်လေးမှားထည့်တဲ့တတိယမြောက်ပတ္တန်ကြီးကြည့်မယ် သူကကြတော့သောစတာအစ်တဲ့ဣဒါဒခေမဆံကအနောက်မှာအမြဲတမ်းမှတ်ထားအဣဒါဒခေမဆံကဆိုရင်ရင်းရင်းကျဉ်းကျဉ်းလေးနဲ့အကူကြီးတောင်းတဲ့အခါမှာတုံးတာအရှင်းမှာဆိုရင် စတာအစ်တဲ့နဲ့တုံးထားတယ် စတားအမတ်ဆိုရင်တဆင့်ပြောတာအဲ့ဒီစတားအမတ်ကိုတဲ့ဖောင်ပြုံးတော့စတားအေးသေးအနောက်မှာအီတာတာခဲမှာဆိုင်ကလေးကပ်ပြီးတော့တုံးချတာအရှိမကဘတ်ဆိုရင် ပလိန်ဖောင်နေပဲကျွဲသုံးပြီးတော့မှသိုးစတားအေးသေးအီတာတာခဲမှာဆိုင်ကဆိုရင် လို့တဆင့်ပြောပေးနိုင်မလား။ तू ကတဆင့်အကိုအညီတောင်းပြီးပြောခိုင်းတာ။တပတ်လူကိုရရင်ကြည်ကျင်းနဲ့မြတ်တာရက်ခံပြီးတော့တဆင့်ပြောခိုင်းတာ။ဒါဆိုရင်ဒီပတ်တန်လေးကိုတုံးပြီနော်။အဲ့တော့အောက်မှာဘလိုလေးတုံးထားလေးကြည့်ကြည့်။အရှိမဲခီဒီဝါအာသာတေဒတ်တစတာအစ်တေအီဒါဒါကေမဆန်ကရှိမဲခီဒီအဒီမမာဒီဖြစ်နေရနော်ရှိမဲခီဒီနော်အဒီကစရင်ပိတ်ချိန်က အစတေးဒါတို့တတိုင်းတဲ့ဒါဒါကိမဆန်ကတပတ်ခါလို့တဆင့်ပြောပြီးနိုင်မလားဒါဆိုရင်သူများကိုမြစ်တရက်ခန့်တဆင့်ပြောခိုင်းတာဖြစ်တဲ့အတွက်စတားအေးတဲ့ဒါဒါကိမဆန်ကကိုတုံပေးနလခွာတနာခါဆန်နီဂျီဘွန်ဟိုတို့အခုရဲရူတို့စတားအေးတဲ့ဒါဒါကိမဆန်ကတနာခါဆန်ကို10မိနစ်လောက်နှုတ်ကြမယ်လို့တဆင့်ပြောပြီးနိုင်မလားဒါဆိုရင်တစ်ဖက်လူကိုရရင်ကြည်ကြည်နဲ့တဆင့်ပြောခိုင်းတာ ဒါကြားခဲ့တာမဟုတ်ဘူးเนาะတဆင့်ပြောခိုင်းတာကိုကတဆင့်အဲ့ဒါဆိုရင်သိုးစဒိုင်းတိတ်တာခင်မဆန်ကကိုတုံးပြရမယ်အရှိမဘတ်ပလိန်တုံးလို့ရတယ် EJT United နောင်းနောင်းစံလဲပလိန်ဖောင်နေပြီเนาะအဲ့ဒီအနောက်မှာသိုးစဒိုင်းတိတ်တာခင်မဆန်ကနေတွဲပြီးတော့တုံးပြပါမယ် ်နော်ဒါလေးကဟာတတိယမြုံမရမယ်ဘတန်အမျိုးအစားလေးပါဒါဆိုရင်အခန်း33မှာတစိမ့်လောက်တေချာလေးမှတ်ပြရမှာဖောင်ပြောင်းနည်းနှစ်မျိုးလေးကိုတေချာလေးကျွဲပြီးတော့မှတ်ပေးပါမယ်သူနဲ့သက်ဆိုင်တဲ့အခု grammar နုခလေးတွေဘတန်၃မျိုးကိုလည်းတေချာလေးမှတ်ပေးပါမယ်နော်